တရုတ်နိုင်ငံ၏နယ်မြေတည်တပ်ခိုင်မြတ်မှုနှင့်အချုပ်ချာအာဏာပိုင်ဆိုင်မှုအပေါ်ကာကွယ်ခြင်းကိုအစင်မြဲထောက်ခံရည်တည်လျက်ရှိကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဘိုချုပ်စောမင်းထွန်းကပြောကြားပါရယ်ဂျပန်ဝန်ကြီးချုပ်၏ထိုင်ဝမ်ရေးနှင့်ပတ်သက်ပြီးပြောကြားချက်အပေါ်မီဒီယာများ၏မေးမြန်းချက်များအားပြန်လည်ဖြေကြားရမှာဘိုချုပ်စောမင်းထွန်းကအထပ်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါရယ် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ရဲ့ပထမချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး၎င်းအချက်ပေါ်ကာကွယ်ခြင်းကိုမြန်မာကအစီအမဲထောက်ခံရည်တည်လျက်ရှိပါတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်ဂျပန်ဝန်ကြီးချုပ်သိအီထိုင်ဝမ်အရင်းနဲ့ပတ်သက်ပြီးပြောကြားချက်များကိုနိုင်ငံတကာမီဒီယာများ၌တွေ့လိုက်ပါကြောင်း ၎င်းကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအစိုးရသည်တရုတ်နိုင်ငံ၏တရုတ်တနိုင်ငံရဲ့မူဝါဒကိုခိုင်မာစွာထောက်ခံရည်တည်လျက်ရှိပါကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါရယ်ဗိုလ်ချုပ်ဇော်မင်းထွန်းကတရုတ်တနိုင်ငံရဲ့မူဝါဒအပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံရည်တည်လျက်ရှိကြောင်းကိုလည်းမြန်မာနိုင်ငံယာယီတမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံရချိန်တိုင်းမှာထပ်လောင်းအတည်ပြုခိုင်မာစွာပြောကြားခဲ့ပါတယ်လို့ပြောကြားပါရယ် တရုတ်မြန်မာနှစ်နိုင်ငံဟာအိမ်ကြီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနှင့်အေးတူပိုများအတိုင်ဝန်းကိုတိစောက်နေသည့်နိုင်ငံများဖြစ်ကြောင်း၎င်းအချက်ပေါ်၌မြန်မာကအထူးလေးထားတန်မိုးထားပါကြောင်းဗိုလ်ချုပ်စိုးမင်းထွန်းကပြောကြားပါသည်။